ခုဆက်လက်ပြီးတော့ကဗျာဆရာ A ဆိုင်ကရဲ့ D ဆောင်ကဗျာရုပ်ရှင်အမှုပညာရှင် ပိုင်ဖြူးသူကရွတ်ဆိုမဲ့အစီအစဉ်ပဲဖြစ်ပါတယ်။မတူကိုကဗျာရွတ်ဆိုပေးမှုအတွက်လီစာစွာနဲ့ဖိတ်ခေါ်ချင်ပါတယ်ရှင်။ဟုတ်အားလုံးနဲ့မင်္ဂလာပါဒီနေ့အမေစုရဲ့မွေးနေ့လေးမှာကျင်းပတဲ့ဒီပွဲလေးကိုပေါ့နော်သူ့ကိုဟို ဖိတ်ပေးတဲ့အတွက်နောက်ကြပြရွတ်ခွင့်ပေးတဲ့အတွက်ပေါ့နော်အခုဒီမှာရှိရဲသူလေးစားရတဲ့ကြပြဆရာတွေအားလုံးရောနောက်ပြီးသူ့ကိုဒီပွဲလေးမှာပါဖို့ဖိတ်ပေးတဲ့ကိုပေါက်ပေါ့နော်သူတို့အကိုကိုပေါက်ကိုရောကျေးဇူးများကြီးတင်ပါတယ်အဲသူကဒီမှာကြပြလေးရွတ်မယ်ဆိုတော့ဟိုရွေးထားတာပေါ့နော်ဆရာအီဆိုင်ကရဲ့ဒီဒီဆောင်းဆိုတဲ့ကြပြလေးကိုရွေးဖြစ်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့ကြပြလေးကိုဖမ်းမိရဲ့အချိန်မှာလဲအမ် သူတို့ကိုခန်းစားချက်တွေပေးနိုင်တယ်ဒီကြပြားလေးကဘာလို့လဲဆိုတော့သူចောင်းတူတက်ခဲ့တဲ့တငယ်ချင်းတွေပေါ့နော်ဆရာဝန်အလုပ်ကနေပြီး CRM တွေလောက်ကြတယ် CRM လောက်ရုံနဲ့အားမရဘဲနဲ့တော်ထဲမှာ တကယ်သွားပြီးတော့တာဝန်ထမ်းဆောင်မှုနဲ့တငယ်ချင်းတွေလည်းရှိရပေါ့နော်အဲတချို့ရေဆိုလည်းအခုချိန်မှာမတရားဖန်ဆီးခြင်းကိုခံနာရတယ်အဲ့တော့ဒီကြပြလေးကိုဖက်လိုက်တဲ့ချိန်ထဲမှာဒီဖက်လိုက်တိုင်းမှာသူ့အရင်ထဲကိုဒီကြပြလေးကရောက်တယ်ပေါ့နော်အဲကြောင့်သူ့ဟိုအခုလိုမျိုးရွတ်ဆိုခွင့်ရတဲ့အတွက်လည်းသူ့ကျေးဇူးအများကြီးတင်ပါတယ်လို့သူ့ကိုကြပြလေးရွတ်ခွင့်ပေးပါနော်ဒီဆောင်အေဆိုင်ကအင်ဘရင်းဘွားကိုစိုက်လာတဲ့လေညင်းလေးကိုမေးလိုက်မိတယ်အနှင်းပဲမှာလဲ လက်ဖွားနုလေးကလွှတ်ချခဲ့တဲ့ဆင်ဆွေရောင်ဖောင်တိန်လေးကိုလည်းတတိရတယ်။သူဝတ်နေကြဂျူဒီကုတ်လေးကိုလည်းလွှမ်းတယ်။မျက်လုံးကလေးဝိုင်းနေအောင်မကြောတတ်တဲ့သူ့စိတ်လေးကိုလည်းချစ်တယ်။တည်ရနဲ့မီးမိတဲ့အလွမ်းဒီဆောင်းမှာတနက်ပြောင်းကိုသူတိုက်နေမှာတီတီရနဲ့မီးမိတဲ့အလွမ်းပါပဲ။အနှင်းပဲပါလေ။ကျေးဇူးများရှိတင်ပါတယ်။ဟုတ် သူတို့အားလုံးပေါ့နော်ဟိုသူတို့ကိုယ်တိုင်ရောသူ့အမျိုးသားရောပေါ့ဒီတော်လည်းမှာသူတို့နိုင်တဲ့ဝင်လေးကတိတိလေးပေါ့နော်သူတို့ဒါပေမဲ့လည်းကိုယ်လုံးနိုင်တာလေးကိုကိုအမြဲတမ်းစူးစမ်းနေပါမယ်အမြဲတမ်းအားလုံးနဲ့အတူတူရှိနေပါမယ်လို့ခတိပေးပါတယ်အကြီးတော်ပုံအောင်ရမည်โอเคကျေးဇူးများကြီးတင်ပါတယ်မသူဟုတ်အခုဆက်လက်ပြီးတော့